ူကန်ကတော့ကျွန်တော်တို့ရဲ့မြန်မာကန်တော်ဝင်ကြီးမြန်မာဖိုက်တာကြီးကို horror fan စူကြီးရသွားတဲ့ပုံမှာကုလို့ဝေဖန်ရဲတာကိုကျွန်တော်ယုံကြည်လို့မရပါဘူးတတော်လေးလက်အံ့ဩသွားပါတယ်အာရမန်ဆိုရက်သူကကျွန်တော်တို့ရဲ့ဖိုက်တာကြီးကိုနှစ်ကြိမ်တိတိအလဲထိုးနဲ့အနိုင်ရရှိသွားတဲ့သူပါနိုင်သာနိုင်သွားတာပါအောင်ပွဲဆိုတာခံလို့မရှိပါဘူးအေးစစ်စစ်တင်းငင်းနေနေတတ်ထိုင်တတ်တဲ့တကယ့်ကိုဖိုက်တာကြီးပါ အရင်လေးလေးစားပါတယ်အဲ့တော့ဒီတစ်ဖြတ်မှာလဲတရုတ်ဖိုက်တာကြီးနဲ့16နှစ်ကထိုးတက်သွားတာပါတကယ်ကိုကြည်ကောင်းတဲ့ပွဲကြီးပွဲကောင်းပေါ့နော်တရုတ်ဖိုက်တာကိုလုံးဝကိုမျက်နှာပေါက်တွေလုံးဝကြီးမွတ်တော့ထုပစ်လိုက်တာပါတော်လေးလဲကြည်ရဆိုးအောင်တော်တော်လေးဖိုက်ပစ်လိုက်တာပါတရုတ်ဖိုက်တာလေးကိုသူ့ထက်တော့အများကြီးငယ်တာပေါ့ဟိုဘက်ကတော့တရုတ်ဖိုက်တာဘက်ကတော့လက်သေးထိုးပေါက်တစ်ပေါက်ပဲရှိပါတယ် တခြားခြေကန်ချက်တွေနဗန်းတက်တာတွေကျွန်တော်ဘာတစ်ခုမှမရှိပါဘူးတီယိုဖိုက်တာဖက်ကတော့အာရူဝန်ဖက်ကကြာတော့နဗန်းတက်မလားလက်ဝေးရှင်ထုံးမလားခြေကန်ချက်နဲ့ပြိုင်မလားဘလို့မှရှင်လို့မရပါဘူးအာရူဂန်ကိုကျွန်တော်ကတော့မာလီခင်နဲ့တောင် ပွဲမတည်စေချင်တော့ဘူးရူနဲ့ပဲတခါလေးကို1 champion ခပတ်ကြီးကိုတကယ် heavy weight ခပတ်ကြီးကိုကျွန်တော်ကတော့စိန်ခေါ်စေချင်ပါပြီ။ ချက်ထရီရလည်းဘလို့အမြင်မျိုးတွေနဲ့မတည်စေချင်တာလည်းမသိပါဘူးအာရုကမှာပြိတ္တိမရှိလို့လားဘာလားတော့မသိပါဘူးအာရုကံကိုသိပ်ပြီးတော့အားပေးကြတဲ့ပြိတ္တိသိမ့်မရှိပါဘူးမာလီခင်ဆိုရင်လည်းကျွန်တော်တို့အောင်လာအန်ဆန်နဲ့ဘောရာချင်းဖြစ်ပြီးတော့ကျွန်တော်တို့အောင်လာအန်ဆန်ပုံမှာကြည့်ပြီးတော့ကျွန်တော်တို့ကမာလီခင်ဘက်ကိုအများကြီးဥတီပြီးတော့ချစ်ခင်ပြီးတော့အားပေးတဲ့သူတွေအများကြီးရှိတယ်ချက်ထရီယာလူတော်တာမကြည့်ပဲနဲ့ ပြိတ္တများတဲ့အပေါ်မှာကြည်လာလားတော့မသိပါဘူးဒါကတော့ပြိတ္တတည်းရဲ့ဆုံးဖြတ်ချက်ပါအဲ့တော့ရူနဲ့ကျွန်တော်ကတော့ပွဲတည်စေခြင်းပြီဒီကောက်ကို ဖြိုနိုင်မှရမှာပါကျွန်တော်တို့ဖိုက်တာကြီးကိုအခုလိုပြောသွားတာလုံးဝအစိတ်တည်းမကောင်းပါဘူး